ရောင်းမြို့နယ်ပကံကွဲကျေးရွာနီးရှိအရခတတ်တော် A သိမ်းယူထားတဲ့ point 63လုံးစခန်းကိုစစ်ကောင်မရှင်ကပြန်လည်နေရယူထားပြီးအခုရပိုင်းမှာ A ရဲ့ပိတ်ဆို့တိုက်ခိုက်တာကိုခံနေရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့က point 63လုံးစခန်းရှိစစ်ကောင်မရှင်တပ်ကို A နဲ့ပူးပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်နေရတိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ကပ္ပဆာ16ရဲ့အဓိကကာကင်စခန်းကုန်းဆိုတော့စစ်တပ်ကဘလို့ရရပြန်ယူနေတာ လေချောင်းကြောင့်ပူပေါင်းတက်ကနောက်ဆုံးနေရချိန်မှာဝင်နေရယူတာအခုပိတ်ဆို့တိုက်ခတ်နေရတာတေဆုံများတယ်လို့စီးရီးသတင်းရမြစ်က ARD Times ကို ပြောပါရယ်စစ်ကောင်မရှင်ရဲ့ကာကွယ်ပစ္စည်းစက်ရုံကပ္ပဆာ16ရဲ့အဓိကကာကင်းစခန်းကြီးဖြစ်တဲ့အဲ့ဒီ point 6သုံးလုံးစခန်းကို A ကပြီးခဲ့တဲ့အောက်တိုဘာ14ရက်နေ့မှာတိမ့်ပိုင်ခဲ့တာပါ A ကအခုလိုတင်းယူပြီးနောက်ပိုင်းရက်မှာနေမြေရှင်းလင်းပြီးတက်တွေဆုတ်ခွာထားခဲ့ရာ ပွိုင်း6သုံးလုံးစခန်းကိုစစ်ကောင်မရှင်ကပြန်လဲဝင်ရောက်နေရာယူတက်ဆွဲလာတာဖြစ်တယ်လို့လည်းသိရပါဗျ။စခန်းကုန်းပြန်ပါမသွားစေဖို့စစ်ကောင်မရှင်ကလက်နက်ကြီးပစ်ကူဒရုန်းဖုံးတွေဖြင့်လေကြောင်းကနေပါပြင်းထန်ကာကွယ်တိုက်ခိုက်နေကြောင်းလည်းသိရပါဗျ။ညောင်ချရောက်ခြေဆိုင်ဒါတရ639ဒုံးတက်ရင်တွေကလည်းတိုက်ပွဲဖြစ်ပွားရနေရာနဲ့ရိုးပေါ်ကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေမှုတွေရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျ။ ညောင်ကျိုးနယ်လေတာတောင်တကျောမှာထိတွေ့တိုက်ပွဲတွေရန်နာနေပြီးပွိုင်ကုန်းမှာသာတိုက်ပွဲတွေပြင်းထန်နေကောင်ဒရုန်းတိုက်ခိုက်မှုတွေစစ်ကောမရှင်ကပြုလုပ်လာတယ်လို့သိရှိရပါတယ်။မန္တလေးတိုင်းမေရီယာမြို့နယ်ရှိတွန်လိုင်းတပ်ဖွဲ့တွေသိမ်းယူထားတဲ့ဆယ်တော်ကြီးဟီလောင်တမန်နဲ့နေမြေကန်တပ်ဌာနချုပ်တွေကိုစစ်ကောမရှင်ကပြန်လည်သိမ်းယူလိုက်ပါတယ်။ စစ်ကောင်မရှင်ကစီးရဲရရေးပါတဲ့ဆေရော်ကြီးရေလောင်တမန်နဲ့နေမြေကန်တပ်ဌာနချုပ်ပဝင်းကျင်အားလုံးကိုပြန်လည်သိမ်းယူလိုက်ပြီးဖြစ်တယ်လို့နိုဝင်ဘာ9ရက်နေ့တုန်းစစ်ကောင်မရှင်ဝါရဖြန့်သတင်းစာတွေမှာဖော်ပြခဲ့ပါတယ်။မိုးကုန်းနဲ့မိုးမိတ်အခြေအနေတွေနဲ့ဓာတ်ရိုက်မပတ်သက်ဘူး။မရီယာကိုအရင်ကတည်းကနေပြည်တော်ကတပ်တွေနဲ့အင်အားဖြည့်ထားတာအခုစစ်တပ်ကတပိတ်ချင်းဘက်ကိုအာရုံစိုက်လာပြီးတပိတ်ချင်းနဲ့စစ်ကြောင်းတွေဝင်လာနိုင်ခြေရှိတယ်လို့စစ်ရေးသတင်းရမြစ်က ERI Times ကိုပြောပါရတယ်။ စစ်ကောင်မရှင်ဟာဆယ်တော်ကြီးရေလောင်တမန်ကိုပြန်ရဖို့အတွက်ပြီးကြတဲ့အောက်တိုဘာ20ရက်နေ့ကဆက်လို့စစ်ကြောင်း၅ကြောင်းခွဲပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာပါမရေအောင်မြို့နယ်နီးတဝိုက်ကိုရှမ်းမြောင်ရှိ TNL နဲ့စစ်ကောင်မရှင်တို့အပြည့်ရဆဲခြင်းမတိုင်ခင်ကတည်းကဝန်းရံပိတ်ဆို့ထားတာဖြစ်ပြီးအထူးကအဖြစ်စစ်ကောင်မရှင်ရဲ့တပ်ဖွဲ့တွေဟာဆယ်တော်ကြီးစတင်အောင်ဆတဲ့နေရာတွေကိုပိတ်ဆို့ထားပြီးဖြစ်ပါတယ်ဆယ်တော်ကြီးထိတက်ပြန့်ထားတဲ့စစ်ကောင်မရှင်ဟာ အလေပိုင်းတိုင်းစစ်ဌာနချုပ်လပန်ခါရဲ့နေမြေကန်ဖြစ်တဲ့လေချောင်းရံကာကွယ်တပ်လကတတစ်တုံညတင်လေးကိုပါပြန်လည်ထိန်းချုပ်လိုက်တဲ့အတွက်မရီယာမြို့နယ်တမျိုးလုံးနှီးပေါင်းကိုပြန်လည်ဆုံးမထားနိုင်တဲ့အခြေအနေကိုရောက်သွားပြီဖြစ်တယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်မရှင်တပ်ကနေပြီးတော့တိုင်းစစ်ဌာနချုပ်နပတာရဲ့လုံခြုံရေးတပ်ခလာရရှင်ကားကိုမရီယာနဲ့မန္တလေးထပ်ပိုင်းကိုအင်အားဖြည့်ထားပြီးရှမ်းမြောက်ကပြန်လည်ခေါ်ထုတ်လာတဲ့တပ်တွေကိုပါမရီယာမှာအင်အားဖြည့်ထားတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကရှမ်းမြောက်ကနေတက်ဖြန့်ဆင်းလာတဲ့အင်အားပြည့်ပါစစ်ရင်တန်းတွေဟာလည်းမရီယာကိုဝင်ရောက်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်မရှင်ဟာမရီယာကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ပြီးတိုက်ပွဲကြီးငယ်ပေါင်း42ကြိမ်ထိဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်အီအမ်ရီတိုင်းတွင်းရှိလေးမျက်နာမြို့နယ်မှာစစ်ကောင်မရှင်နဲ့အာရခတက်တော် AA ပါဝင်တော်လိုင်းပူပေါင်းတက်တွေတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်မရှင်ကစစ်ကူတွေဇက်တိုက်ပို့နေရတယ်လို့သိရပါဗျ။ စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့နိုဝင်ဘာ6ရက်နေ့ကလည်းလေးမျက်နှာနဲ့ရေးကြီးအဆက်ကိုဟင်္ဒရာဘက်ကနေအမိုးအုပ်စစ်သုံးကားကြီးတွေနဲ့စစ်ကူတွေပို့ဆောင်ခဲ့ပါတယ်။လေးမျက်နှာဆန်ရှိကျေးရွာတွေမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီးစစ်ကောင်မရှင်ဘက်ကစုလိုက်ပြုံလိုက်တိုက်ဆုံမှုတွေရှိတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကသိရပါတယ်။အခုနိုဝင်ဘာအစရက်မှာကိုစစ်တပ်ဘက်ကစုလိုက်ပြုံလိုက်သေးတယ်။နှစ်ဖက်အထိကရှိပေမဲ့စစ်တပ်ဘက်ကတေးချက်ကတရားလုံးမဲ့လမ်းကြောင်းပြောင်းပြီးစစ်ကူပို့နေရတယ်လည်းသိပါတယ်။ သိရင်သိမသိရင်ပြေးပဲလို့လေးမျက်နာကတော်လန်ရင်နဲ့နီးစပ်သူတူက ARD Times ကိုပြောပါရယ်စစ်ကောင်မရှင်းက drone မုံကျဲတိုက်ခိုက်မှုပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုပါပြုလုပ်နေပြီးစစ်မှုရန်တင်နန်းသားတစ်တွေကိုလေးမျက်နာတိုက်ပွဲကိုဇက်တိုက်ဆေးလွတ်နေတယ်လို့သိရပါရယ်ပြီးခဲ့တဲ့အောက်တိုဘာဒုတိယပတ်အတွင်းကစစ်သုံးကားကြီးအစီး20နဲ့လေးမျက်နာကိုစစ်ကွန်ရာပို့ထမ်းရပြီးအခုရပိုင်းတွင်စစ်ကူတွေထက်မှန်ပို့လာရတာဖြစ်ပါရယ် တိုက်ပွဲတွင်တေဆုံထိခိုက်ဒဏ်ရာရသူတွေကိုပသိမ်ကိုပြန်လည်တည်ဆောင်လာပြီးတေဆုံသူတွေကိုရှင်ပြင်းတင်မိသကြိုဆက်ကိုပို့ဆောင်ပြီးဒဏ်ရာရသူတွေကိုတော့ပသိမ်စစ်မြေပြင်ဆေးတန်ရင်မဆရလေးကိုပို့ဆောင်နေရတယ်လို့ဒေသခံတွေကဆိုပါတယ်။လေမျက်နှာရှိဆက်ဆက်ယူရောင်ဝင်းကျင်ကိုအေအန်နဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်ထားပြီးစစ်ခုတက်လာတဲ့တပ်တွေနဲ့ဝိုင်းဘက်ပိတ်ဆို့ဖို့လာတဲ့တပ်တွေကိုကြားဖြတ်တိုက်ခိုက်တဲ့အတွက်စစ်ကောင်မရှင်ဘက်ကအထိနာနေတယ်လို့သိရှိရပါတယ် အခုနောက်ပိုင်းမှာစစ်ကောင်မရှင်ကစစ်ကူလမ်းကြောင်းကိုပြောင်းလိုက်ပြီးဟင်းဒရာကွင်းကောက်ဘက်ကနေဘယ်ပြားကုန်းစာစီကုန်းကိုဖျက်ကလေးမျက်နှာကိုစစ်ကူပို့နေတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာ1982ခုနှစ်တည်းကနေ့လယ်2နာရီကနေညနေ5နာရီတွင်ယမကာဆိုင်တွေစူပါမားကတ်တွေမှာယမကာရောင်းချခွင့်ပိတ်ပင်ထားပြီးမြဲနိုဝင်ဘာ10ရက်မှာအနာတီမဲ့ယမကာထိန်းချုပ်ရေးအဥပဒေအရအဲ့ဒီတားမြစ်ချိန်ဒါမှမဟုတ်တားမြစ်နေရာတွေမှာ အရက်သေးစားတောက်သုံးမှာကဘန်းငွေတထောင်တန်းရိုက်ခံရမယ်လို့သိရပါတယ်။လိုင်စင်ရဖျော်ဖြေနေရာတွေ၊ဟိုတယ်တွေ၊ခရီးသွားနေမြေတွေနဲ့နိုင်ငံတကာလေကြောင်းခရီးစဉ်တွေရှိရာလေဆိပ်တွေမှာတော့ချွင်းချက်ရှိမယ်လို့ပြင်ဆင်လိုက်တဲ့ဥပဒေကဆိုပါတယ်။တင်းကျပ်လိုက်တဲ့ဥပဒေအရရမကကြော်ညာတွေကိုတားမြစ်ထားပြီးထင်ရှားကြော်ကြားသူတွေလူတီများတဲ့ပုံကိုယ်တွေကိုရမကကြော်ညာခွင့်မပြုပါဘူး။ဖောက်တယ်တွေကိုရမကသုံးဆောင်ရင်ကတ်တန့်လိုက်တာကြောင့်အစ်စ်ပြင်ဆင်လိုက်တဲ့ဥပဒေဟာ စားတောက်ဆိုင်တွေကိုလည်းတက်ရောက်မှုရှိလာမယ်လို့ထိုင်းစားတောက်ဆိုင်များအသင်းဥက္ကဋ္ဌခြာနွန်ကော့ချာရုံကပြောပါရယ်ဥပမာဆိုင်ဒီဆိုင်ကဖောက်တဲ့ကနေ့လယ်2:59မိနစ်မှာဘီယာတပလင်းရောင်းချလိုက်လို့ဖောက်တဲ့က2:59မိနစ်ထိထိုင်းတောက်မယ်ဆိုရင် ပုံမှန်32ရာဥပဒေချိုးဖောက်မှုဖြစ်လို့အဲ့ဒီဖောက်တဲ့ဟာတန်ရခံရမှာပါအဲ့ဒီဥပဒေကြောင့်စားတောက်ဆိုင်လုပ်ငန်းဖွင့်ပြိုးလာမှုကိုအဟန့်အတားဖြစ်စေတယ်လို့ဘန်ကောက်မြို့မှာစားတောက်ဆိုင်ဒီဇိုင်းဖွင့်ထားတဲ့ခြံတော်ကပြောပါရယ် ရမကသုံးဆောင်သူတွေဟာတားမြစ်ချိန်တွင်သုံးဆောင်မှာကဒဏ်ရိုက်ခံရနိုင်လို့ရမကရောင်းအားကျဆင်းမွယ်ရှိတယ်လို့အမည်မဖော်လိုတဲ့စားတောက်ဆိုင်လက်ထောက်မန်နေဂျာတူကပြောပါရယ်24နှစ်စလုံးရမကရောင်းချခွင့်ရှိတဲ့နယ်လို့အတိုက်ခံပြည်သူပါတီကလွှတ်တော်အမတ်လင်းဂျင်ထရွန်ကွန်ကပြောပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နျူကလ িয়ার လက်နက်ပြန်စတင်ဖို့မှတ်ချက်စကားကို ရှင်းလင်းစေလိုတယ်လို့ရုရှားနိုင်ငံကပြောကြားခဲ့ပြီး အဲ့လိုလှုပ်ဆောင်မကအခြားတိုင်းပြည်တွေရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုတွေဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။မော်စကိုမြို့တော်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနကပြောရေးဆိုခွင့်ရမျိုးသမီးမာရီယာဇာခါရိုဘာကအခုလိုမှတ်ချက်ပြုတာပါ။33နှစ်ကြာရပ်ဆိုင်းထားတဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုကိုချက်ချင်းပြန်လည်စတင်ဖို့ဒေါ်နယ်ထရန့်ကပြီးခဲ့တဲ့အပတ်မှာအမေရိကန်စစ်တပ်ကိုညွှန်ကြားခဲ့ပါတယ်။မျိုးသားနျူကလ িয়ার လုံခြုံရေးကောင်စီကလှုပ်ဆောင်မဲ့ နျူကလ িয়ার ဖောင်ခွဲမှုဒါမှမဟုတ်နျူကလ িয়ার ဒုံးကျည်စမ်းသပ်မှုဘလို့စမ်းသပ်မှုကိုဒေါ်နယ်ထရန့်ကရည်ညွှန်းတယ်ဆိုတာတော့မရှင်းလင်းပါဘူး။အမေရိကန်ရဲ့နျူကလ িয়ার စမ်းသပ်မှုကိုတုံ့ပြန်မှုဖြစ်ရုရှားနိုင်ငံကနျူကလ িয়ার စမ်းသပ်မှုလုံဆောင်နိုင်ရေးအဆိုပြုချက်တွေပြင်ဆင်ကြဖို့သမ္မတဗလာဒီမာပူတင်ကဗုဒ္ဓဟူးနေ့မှာတာဝန်ရှိသူတွေကိုညွှန်ကြားခဲ့ပါတယ်။ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့တဲ့1991ခုနှစ်နောက်ပိုင်းရုရှားနိုင်ငံဟာဘာနျူကလ িয়ার စမ်းသပ်မှုမှမလုပ်ခဲ့ပါဘူး။ ရုရှားနဲ့အမေရိကန်ဟာကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်အများဆုံးပိုင်ဆိုင်ထားတဲ့မဟာအင်အားကြီးနိုင်ငံတွေလို့သိရှိရပါတယ်။